ဝိကြားဘုရားလည်းစဉ်းစားနေတဲ့အချိန်မှာမိမလာပြရတယ်ပေါ့နော်ဒီလိုသင်တန်းလေးရှိတယ်ဟိုစိတ်ဝင်စားမလားဆိုပြီးတော့ပြန်မလားဆိုပြီးတော့မေးတော့ကြတော့အေးအဲ့လိုဆိုလည်းဝင်ကြည့်လိုက်တာပေါ့ဆရာဆက် page တဲ့ဝင်ကြည့်လိုက်တဲ့အချိန်မှာကိုယ့်ထက်ဝါတဲ့လူတွေကလည်းခြားထားတာတွေ့တယ်အများကြီးပဲပေါ့အဆင်ပြေပါလားပြန်မယ်ဆိုပြီးတော့ပြောပြီးတော့သူနဲ့နဲ့ရသူပြန်ဖြစ်တာပေါ့နော် ပြီးခံပြီးတပတ်ဆက်ရဲလောက်မှာကျွန်တော်ဖြားဝသေးတယ်အဲ့ချိန်မှာလဲစိတ်တက်ကြတာပေါ့နော်ကိုကတရားလုံနေတဲ့အချိန်မှာဖြားဝတော့ကြတော့ပိန်မပိန်မတော့မလားတတ်တာလည်းနည်းနည်းအားရှိအောင်ပြန်စားရတာဆိုလို့လေအဲ့လိုမျိုးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်35ပေါင်တော့ကျွန်တော်ချနိုင်ရတယ်ပေါ့နော်အဲ့အဲ့အတွက်ကြတော့အားမလျှော့နဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့အဲ့လိုမျိုးတော့ပြောတင်တာပါနေမကောင်းတာတော့လုံလို့ရနိုင်တယ်ပေါ့နော်အဲ့အဲ့လိုအတိတ်ပဲပြောတင်တာပါကြံတဲ့ကိစ္စတော့ခက်ခက်ခက်ခဲတော့မရှိပါဘူးအဲ35နဲ့စရဆိုပေမဲ့ကျွန်တော်လုံဖြစ်တာက 25ရက်နေ့လောက်မှစပြီးတော့လုပ်ခဲ့တယ်။10ရက်လောက်ထိကိုကျွန်တော်မှ lifestyle change မှုကိစ္စကိုတော်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 ခက်ခဲခဲ့တယ်ပေါ့နော်။စားတာတောက်တာဆိုအဓိကအိတ်တာပေါ့နော်။ကျွန်တော်ကကြတော့ငိုတဲ့ကလည်းညဘက်ဆိုအိတ်ချင်ရလည်းမမှန်ဘူး။ညညနဲ့မှအိတ်တဲ့အကျင့်ရလည်းရှိတယ်ဆိုအဲ့ဒါလေးပြန်လာတော့ခက်တာပေါ့နော်။ဒါပေမဲ့ကျွန်တော်35ပေါင်တော့ကျွန်တော်ချနိုင်ခဲ့တယ်ပေါ့နော်။ motivation ပေါ့နော်ဆရာရဲ့ video file တွေဝင်ဝင်ကြည့်ပြီးတော့ဆရာပြောတဲ့ဟာတွေနားထောင်ပြီးတော့ဒီက motivation လေးရတာပေါ့စီမလုံတော့ဘူးလို့မလုံနိုင်ဘူးလို့စဉ်းစားလိုက်တဲ့အချိန်မှာဒါလေးတွေပြန်ဝင်ကြည့်လိုက်ဖြစ်တယ်ပြီးတော့အဓိကဆရာအရင်အရင်ကထုတ်ထားတဲ့အကူတွေအမတွေရဲ့ပုံတွေဝင်ကြည့်တယ်ဝင်ကြည့်ပြီးတော့အာသူတို့ကဒီလောက်ပိန်ထားတဲ့အခါကိုလည်းကိုလည်းပိန်ရမယ်ပေါ့နော်အဓိကအဲအဲ့လိုမျိုးလေးတွေ motivation လေးတွေအများဆုံးရတယ်ပေါ့နော် စိတ်ပိုင်းဆိုင်ရာကြတော့ဘယ်လိုလဲဆိုတော့ထပ်ထပ်ထပ်ပြီးတော့ဒီလိုကျမ်းမာအောင်ပဲနေကျင်လာတယ်ပေါ့နော်အဲအရင်ကတော့ဆိုရင်ထိုင်ရာကနေလည်းမထအောင်လူကတောင်းတန်းနဲ့လိုထိုင်နေရပဲများတယ်ပေါ့ကိုကကြတော့လှုပ်ရှားမှုလေးတွေကလည်းလှုပ်ဖြစ်တယ်လမ်းလည်းပုံမှန်လျှောက်ဖြစ်သွားတယ်အဲ့လိုမျိုးပေါ့နော်ငွေချင်းတွေကတော့တော်တော်ပြောကြတာပေါ့ပိန်သွားတယ်ပိန်သွားတယ်ဆိုပြီးတော့ အဲ့ဒါအဲ့လိုမျိုးလေးတော့ပြောင်းလဲမှုတော့ရှိရပေါ့စိတ်ကတော့အများအားအရင်လိုအရင်လိုထိုင်းထိုင်းမိုင်းမိုင်းလေးလေးလန့်လန့်ရင်တော့မရှိတော့ဘူးပေါ့နော်အဆင်ပြေနေတယ်အခုကတော့ပိန်ဝိတ်ကလည်းကြာတော့အထိုင်ထတွေကဆာအလုံးအဆင်ပြေပါလေအွန်လိုင်း class တက်တက်တွေးကြုံတဲ့ပတ်သက်ပြီးစဉ်းပြေးတဲ့အချက်ပေါ့နော်။ပြာဇက်ကအဲ့လို online ကနေပြီးတော့ guideline တွေပေးပြီးတော့ဟိုကိုအားတဲ့အချိန်ဆော့လို့ရအောင်လုပ်ပေးတာပေါ့နော်။အဲ့လိုမျိုးတွေကတော့တော်တော်အဆင်ပြေပါတယ်။ပြီးတော့ဟိုပါပေါ့အဓိကတော့ကိုအားတဲ့အချိန်မှာပေါ့နော်ဗီဒီယိုလေးတွေပြန်ကြည့်ပြီးတော့အဲဆော့လို့ရတယ်ပေါ့နော်။အဓိကအဲ့အဲ့ချက်ကတော့အရန်တာပါတယ်။မနက်ကလည်းခလေးတွေကြောင်းကြူကြောင်းပိုးနဲ့ညနေပိုင်းဆိုလည်းမအားတာနဲ့ဆိုတော့ online မှာဒီလိုဗီဒီယိုလေးတင်ထားတော့ကြတော့ကျွန်တော်တို့ဘက်ကတော့တော်တော်အဆင်ပြေပါတယ်။ဆရာသဲအဲ့လိုလုပ်နေတာကျေးဇူးလည်းတင်ပါတယ်။ recommend ပေးရမယ်ဆိုရင်တော့ဗောနော်အဓိကဆရာဆရာကအသေးစိတ်ရှင်းပြထားတာဗျာအကောင်လုံးကိုစားတာတောက်တာနေတာထိုင်တာအကောင်လုံးအသေးစိတ်ဆရာရဲ့ AP website မှာဝင်ထပ်လို့ရှိရင်တော့အသေးစိတ်ရှင်းပြထားတွေ့ရမယ်ဆရာဒီလိုမျိုးရှင်းပြဒီလိုကိုယ်တိုင်တေးတေးချာချာ live လုပ်မယ်ဆိုရင်ကိုလူတင်တဲ့ weight ကတော့ကျမှာပဲကိုလူတင်တဲ့ပုံစံကတော့ပြောင်းလဲသွားမှာပဲဗောနော်အဲ့လိုတွေပြောတင်တာပါဗျာဒီလိုတွေ